အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ဘဝတသက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနိမ့်နံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ဒါတွေကတော့ဘီဒင်စတဲ့နဲ့အဲဘိစစ်သမားတွေအတွက်အခြေခံအောင်လို့ဖောင်ဒေးရှင်းခေါ်တာပေါ့နော်ဖောင်ဒေးရှင်းတင်နန်းနေမှာကျွန်တော်တင်ပေးတဲ့နီလန်းပေါ့ဂျိုပရီယာတွေရပြီးသွားပြီတော်မိယံတက်တွေရပြီးသွားပြီဆိုရင်ဒီလိုမျိုးထိုင်ပြောလေးရှိတယ်တိတ်နားထောင်လို့ကောင်းတယ်ဆရာတွေတင်တယ်ဆိုရင်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အခုပြောပြမှာဖြစ်တယ် ကျွန်တော်လက်ဆမ်းပေးတွေကတိတ်ချစ်စရာကောင်းတယ်နော်နေနံလေးတခုအတိယုံနေတယ်အချို့နေရာတွေမှာဘလို့လူတယောက်ကိုပြောလို့ရလဲဆိုတာလေးကိုကျွန်တော်တို့ကသုံးသပ်ပြလို့ရတယ်ဗောနော်ဒါကလည်းလက်ဆမ်းပေးတွေရဲ့အာသာချက်ပေါ့ဟိုမွေးတဲ့ကိတွေမလို့ဘူးနော်မွေးချိန်တွေမလို့ဘူးမွေးတဲ့မျိုးတွေမလို့ပဲねကျွန်တော်တို့ပြောလို့ရတဲ့နည်းလေးတွေလက်ဆမ်းမှာအများကြီးရှိတယ်တကယ်လည်းလက်တွေ့မှာကျွန်တော်တို့အများကြီးမှန်ကြတာလေကျွန်တော်တွေ့တယ်ဗောနော် အဲ့ဒါဘာအချက်လဲဆိုတော့ကျွန်တော်တို့တနင်္ဂနွေသားမိတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တနင်္ဂနွေတနင်္ဂနွေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောက်နင်းကျန်းဆိုတာရှိတယ်เนาะအထက်ကဆောင်ပန်းမယ်အောက်ကနင်းကျန်းပဲပေါ့ဟိုအထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတယောက်မှာကျွန်တော်တနင်္ဂနွေသားမိတွေမှာအထက်ဆောင်ပန်းက3လုံးရှိပါတယ်အဲ့ဒါ6ခုမြောက်နေရာမှာရှိတယ်တောက်ကြရယ်2ခုမြောက်နေရာမှာရှိတယ်တနင်္လာရယ်5ခုမြောက်နေရာမှာရှိတယ်ကြာတာပရိရယ် ဒါကိုအတွက်စောင့်ပန်းပေါ့စောင့်ပန်းမှာနေကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ဂျာတာပရိယာထီးလို့မိုးရတယ်။ဒါကြောင့်ပဲတင်းနေဦးတွေသားမီးတစ်ယောက်အတွက်ဂျာတာပရိယာအခေယအကြဆုံးပဲနော်ဂျာတာပရိယာထိန်းချုပ်မှုအောက်မှာအပြည့်အဝရောက်ရှိနေတာကတင်းနေကုန်တွေလို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါကြောင့်ပဲဂျာတာပရိဂျိုကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချတဲ့တင်းနေတွေသားမီးတွေကဘဝနေထိုင်မှုအပိုင်းမှာအားကောင်းစေတယ်။အားကောင်းစေတယ်အဆင်ပြေစေတယ် အော်တင်ဦးတွေတောင်းမီးတွေကဂျာတာပရိယာဘာကိုပြောတာလဲဂျာတာပရိဆိုတာတောမကျိုတောမတော်မှာအတိတောမပါနော်ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ်အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမဂျိုကိုကျွန်တော်တို့အသုံးချမယ်အဲ့တော့ဂျာတာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာဂျိုပေါ့နော်ပညာဂျိုဖြစ်တယ်ပြီးတော့ဂျာတာပရိဂျိုကြီးကကြီးတယ်ကျဲတယ်ဂျူပီတာကြီးကနော်အဲ့တော့ဂျာတာပရိဂျိုကကြီးမားတယ်ကျဲပြန့်တယ် ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့သာသာပရိကိုကျွန်တော်တို့အသုံးပြုတယ်ဘေဒင်ကတော့အဲ့လိုအသုံးပြုတာဖြစ်တယ်ဇာသာပရိဂျိုကိုကျွန်တော်တို့က handle လုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒေဝနေသားသမီးတွေကန့်ကောင်းနိုင်တယ်အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတစ်ခုကိုကြဲကြဲပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်ဒေဝနေသားသမီးတွေကအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ခင်ဗျားတို့ကျွန်တော်တို့ပညာရတစ်ခုမှာနှံ့နှံ့ဆက်ဆက်ကျဉ်းကျဉ်းကျဉ်းတက်ကြရလားတက်ကြရလား တရားခံတို့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်ထားပါတော့နော်အဲ့တော့ကိုကဟိုပညာတော်တော့20%လောက်တော့သိတယ်ဟိုပညာတော်လည်းကျွန်တော်30%လောက်တော့သိတယ်ဟိုပညာတော်လည်း53%လောက်တော့သိတယ်အဲဒီလိုမျိုးမရဘူးတင်းနေငွေတွေတာမီဖြစ်ရင်ကို့အတွက်တကယ်အသုံးတည့်တဲ့ပညာတွေကိုကျွန်တော်တို့100ရာခိုင်နှုန်း90ရာခိုင်နှုန်း80ရာခိုင်နှုန်းဒီလောက်ကျွမ်းကျင်ဖို့လိုတယ် ါတော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲနော်နောက်ပါတော့ကိုအသက်မွေးမဲ့ပညာမှာနှစ်နှစ်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းတင်းကုန်နေပဲကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်အဲ့တော့ကိုရဲ့ဟိုမှာနှစ်နှစ်ဆက်ဆက်မတိတာနဲ့တင်းတင်းကုန်တွေသားမိတယ်ဘဝရက်တရတာခက်ခဲလာလိမ့်မယ်ကိုဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရဲမှာတင်းတင်းကုန်တွေပါတယ်အခြားလူတွေလှုပ်ချင်လို့သူ့ဘဝလမ်းကြောင်းသူအသက်မွေးလို့ရရင်ရမှာတင်းတင်းကုန်တွေကြတော့မရပါဘူးနောက်ပါတော့ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နှစ်နှစ်ဆက်ဆက်တိဖို့လိုပါတယ် ကားပွဲစားလုပ်ပါလားကားဝက်ရှော့ထောက်ပါလားကားနဲ့ပတ်သက်ပြီးဘယ်လိုရက်တည်ပါလဲနော်အဲ့တော့အဲ့ဒါဆိုရင်ဒီကားနဲ့နေပယ်ထဲမှာသူများလို့ရောငါနေပယ်တစ်ခုပဲတက်တယ်ဟေးဆေးပဲဒါလေးနဲ့ပဲလုပ်စားမဟုတ်ဘူးဒီနေပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်နေများနှိုက်နှိုက်ချွတ်ချွတ်လက်တဆုံးနှိုက်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်လေသားမီဒီယာအဲ့တင်းကုန်လေသားမီဒီယာပညာသူဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက် ပညာရေးတခုပြည့်ပြည့်စုံစုံ complete နေပါသိအောင်เนาะလောက်ထားဖို့လိုတယ်တရားရကံတော့မဟုတ်တော့ကျွန်တော်ပြောလို့85ရာခိုင်နှုန်းလောက်တော့သိဖို့လိုပါတယ်ခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရာခိုင်နှုန်းလောက်ဘယ်နေဘယ်မှာကျွမ်းလဲအဲ့အပိုင်ဆုံးနည်းကိုကျွန်တော်တို့ဟာထုတ်သုံးရတယ်ဘေးနေဟောတဲ့ခါကျဘေးနေနေဘယ်မှာအကျယ်ကျယ်ပြန့်လွန်အားကြီးတယ်ပညာတွေအများကြီးပဲအကုန်ကြီးကျွန်တော်ပိုင်ပိုင်နန်သိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူးအဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘေးနေမှာစပြီးလူတယောက်ကိုဟောပြောရတယ် အဲ့တော့တနင်္ဂနွေနေ့တွေကကြာသာပတိအားကောင်းဖို့လိုတယ်လို့ပြောတာကြာသာပတိနဲ့ပတ်သက်ပြီးပညာရက်ကိုသိထားဖို့လိုတယ်ဒါကြောင့်ပဲကိုသားမီးကတနင်္ဂနွေနေ့ရှိတယ်ဆိုရင်ဘာကိုခင်ဗျားတို့ပြပြဝဝတင်ပေးမလဲတခုခု expert ကျွမ်းကျင်မှုဖြစ်အောင်လုပ်ပေးနိုင်မှာဘောရက်တီချက်ရလိမ့်ဒါကကြာသာပတိစုံမမှုကြောင့်ဒုတိယအနေနဲ့တနင်္ဂနွေနော်ဒုတိယအနေနဲ့တနင်္ဂနွေသားမီးတွေအနေနဲ့နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကျအညွန့်ကျကတနင်္လာပိုင်တယ်ဒါကြောင့်ပဲညွန့်နေပစ္စည်းပွားလို့ပြောတာ နော်အညို့ဆိုတာစီးပွားလို့ပြောတယ်ညို့နေစီးပွားလို့လည်းခေါ်ရတယ်အဲ့တော့အညို့ဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တန်နေလာချိုးကတန်နေကိုတွေသားမီးတွေအတွက်စီးပွားရေးချိုးလို့ပြောတယ်အချို့ကဆရာကျမဘာအလုံးနဲ့အတတ်မွေးရမလဲဘာအလုံးနဲ့ကျမတို့စီးပွားရှာရမလဲအဲစသဖြင့်ဒီလိုမေးကြတာရှိတယ်အဲ့တော့အညို့ချိုးကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ်အဲ့တော့ဒါကတော့အညို့ညို့တခုလည်းကြည့်ပြီးလူတယောက်အောင်မင်းဒါလို့ဟိုကဒါလို့ပြောလို့တော့မရဘူး ဒါမှအညုံကြောဆက်ဆက်မှုရှိနေတယ်လို့ပြောတာဒါတော့တင်းစုံတွေတာဝမီဒီယာတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းကင်မှာရှိတဲ့လမင်းလမင်းကိုပြောတာနော်လမင်းဖြစ်တဲ့အပြင်တနင်္လာအေးချမ်းမှုကိုပေးတယ်ပေါ့အထက်မှာပူလောင်နေတာကျွန်တော်မသိဘူးလပေါ့ကျွန်တော်မရဘူးဒါပေမဲ့လမင်းရဲ့အယောင်ကကျွန်တော်တို့အေးချမ်းတယ်လို့ခန့်စားရတယ်။လရအောင်မှာထိုင်နေရတာအေးချမ်းမှုတွေရတယ်ငင်းချမ်းမှုတွေရတယ်ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခန့်စားရစေတယ်။ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာဂျိုဖြစ်တဲ့အတွက် အေးချမ်းမှုကိုပေးတာဖြစ်တဲ့အတွက်တရုတ်တွေသားများစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူးကိုလုံးနေတဲ့အလုပ်မှာပျော်ရမယ်စိတ်ချမ်းသာရမယ်ပေါ့ပေါ်ပါလေးဖြစ်ကြမယ်ကိုဝါဒနာပါတဲ့အလုပ်လည်းဖြစ်ရမယ်နော်အားဓာလုံးနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်တနေ့လာကြိုတီးတန်းကောက်မယ်ဆိုတော့တနေ့လာခီးသွွားလုပ်ငန်းနော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော်တခုခုကိုကျွန်တော်တို့က ကော်ပီပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေးရေးတို့လိုเนาะမိတ်တူဆိုင်တို့လိုเนาะပင်ရတစ်ခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါတော့ကုံတူလောင်တဲ့လုပ်ငန်းဒီလိုလုပ်ငန်းတွေညာတနေ့ကနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်เนาะဒါအောင်မှအခြားဂျိုတွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စီးပွားဆိုတာပေါ်လာတယ်ဒါကြောင့်စီးပွားရေးနဲ့ပတ်သက်ရင်တနေ့လာဂျိုဆိုတာကိုကျွန်တော်တို့မိထားလို့မရဘူး နော်ဒါရေရာပိုင်းဆိုဒီတနင်္လာကိုအသုံးပြုလို့ရတာရှိသေးတယ်နောက်တစ်ခုကကျွန်တော်စမ်းချိုပေါ့ကျတော့ကျွန်တော်အထက်၃လုံးမှာစောင့်ပန်းမှာစမ်းချိုဖြစ်တဲ့တောက်ကြချို၆ခုမြောက်ချိုပေါ့၆ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအဲ့တော့အိမ်တောင်ရေးကတောက်ကြချိုဖြစ်ကြမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ကြချိုဖြစ်ရမယ်တောက်ကြချိုဆိုတာဘယ်လိုသဘောလဲပေါ့တောက်ကြချိုကိုကျွန်တော်လက်စမ်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြကဂျိုသက်အားဖြင့်၂၁ ဂျိုသက်21ဒါကြောင့်တောက်ကြတာကိုရောက်ရင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နောက်21လို့နော်အဲ့တော့တောက်ကြကဂျိုသက်များတယ်ဒါကြောင့်တင်းကလေးသားမီးတွေကအိမ်တော်ပြုတ်တဲ့အခါကျရင်ကိုယ့်ထက်အသက်ကြီးတဲ့လူဒါမှမဟုတ်အသက်ကြီးတဲ့လူလို့ရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့အဲလူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမတော့ဖဲမရနော်စီးပွားရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာတီးပြီးလိုင်းမှာအီးယာအီးယာရှောက်လုံနေတဲ့အချိန်မှာသူတို့တည်ငြိမ်နေစီးပွားရေးပေါ်မှာစိတ်နဲ့ထားတယ်အဲ ို့ထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ်ဒါမှမဟုတ်လေအသက်ငယ်တယ်ဆိုရင်လည်းကို့အတွက်ရေကို့ထက်ရင်းကျက်တဲ့လူတည်ငြိမ်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ပြီးတော့တောက်ကြဆိုတော့ကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယူယူတဲ့အိမ်အောင်ဘတ်ကဘလောက်တိ saving လုပ်နိုင်လဲပေါ့သူ့ရဲ့သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကို အိမ်အောင်ဘက်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ V နဲ့ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကပြုဆပြဲလောင်းနေတယ်နော်မျက်နှာကိုလည်းတန့်ရှင်းမလို့၊သွားကိုလည်းတန့်ရှင်းမလို့၊သပင်လည်းတန့်ရှင်းမလို့၊အဝတ်အစားတို့လည်းကြုံရတာကောက်ဝက်လာတယ်။အိမ်ကြီးကကြေမှုန့်နေတယ်။ဘာလို့လူမျိုးတွေနဲ့ဆိုရင်တင်းနှုတ်တွေသားမိတွေကအဆင်မပြေဘူးလို့ပြောတာ။ကိုချစ်ရတဲ့သူကတသက်ရဲ့နေတဲ့လူ၊ကိုထက်အသက်အချင်းချင်းမချင်းရင်ကျက်တဲ့လူမျိုးတွေ၊ငွေကြေးကိုဆုတဲ့ဆောင်းတတ်တဲ့လူမျိုးတွေနော် ဒီလိုမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူကိုယ်သူတော့ဟိုရှိတာလေးနဲ့လှောက်အောင်စင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်နော်ဒါအပြင်ကျွန်တော်တို့ကတောက်ကြကြိုကအချို့နေရာတွေမှာစကားပြောတဲ့နေရာတွေမှာလည်းတောက်ကြဟုတ်ပါဖြစ်တယ်ဒါကြောင့်ကိုတင်းတို့တွေသားသမီးတွေကိုချစ်တဲ့မျက်နိုးတဲ့လူဟာနည်းနည်းစကားတော့နည်းနည်းပြောဖို့လိုတယ်အရင်ကြီးတုံ့နှိပါဝင်မေးမေးထုတ်ပြောလက်ညှိုးတောင်ကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်းတို့တွေသားသမီးတွေကလက်တွဲပေါ်ဖြစ်မယွေးသင့်ဘူးဒီလိုမျိုးစမ်းစားရတာဖြစ်ပါတယ် ဒါတော့ဒီလောက်ပဲပြောမယ်ဗီဒီယိုဘယ်လောက်ကြာသွားလဲကျွန်တော်မမြင်ရဘူးကင်မရာမှာမှာကွယ်နေမိုက်ကကွယ်နေလို့เนาะအဲ့တော့ဒါတကယ်လို့တာမီးတွေဒီလောက်အကြမ်းမြင်းသိရရင်အဆင်ပြေလိမ့်မယ်เนาะလောက်ဆိုသဘောပေါက်မှာထင်ပါတယ်အားလုံးပဲကံကောင်းပြီးအဆင်ပြေကြပါစေကိုဘောကလမ်းတစ်လျှောက်မှန်ကန်တဲ့လမ်းကိုရွေးချယ်ပြီးရှောက်လမ်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းပါတယ်ဗျာ